မြမစာပေပြည်သက်ကြီးမင်္ဂလာပါဒီကနေ့တင်ဆက်ပေးမှာကတော့ဆံမကြည်ရဲ့လောကမှာလူတွေနင်းနေနဲ့ပန်းတွေအများကြီးရှိရင်တိတ်ကောင်းမှာပဲဆိုတဲ့ခေါင်းစဉ်လေးကို တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာပုရိသယောက်ျားတွေပေါ်လှည့်စားအနိုင်ယူလေးရှိတယ်မိမလာကလေးမီးဆိုတာနဲ့သူ့ကိုနောက်ွယ်ကပန်ဖို့ဖန်တီးပေးခဲ့သူဖြစ်တဲ့ဆံမကြည်ကိုနေလုံးလေးက တန်းပြီးတော့မြင်မိကြပါပါအဲ့ဒါမှမဟုတ်ရင်လဲအမှုပညာကိုဝါသနာထုံပြီးတော့ထက်မြက်လာတဲ့အမျိုးသမီးဟာမျက်နှာများတဲ့ခင်မွန်းတဲ့ရဲ့ဖောက်ပြန်မှုတွေကိုခါးစည်းခံရသူ ဖြစ်နေပြန်တဲ့မောင်ကိုကိုနဲ့မြနန္ဒာစရဲစာအုံးနဲ့ဆံမကြည်ရေးကိုတွဲလျက်မြင်မိကြလိမ့်မလားဘလို့ပဲဆိုကြပါစေဆံမကြည်ရဲ့စာအုပ်တွေဟာပါလက်လက်တော်၎င်းသူ့အတွင်းထဲကအနှစ်ရတာဟာ လေးဖင့်စွာဒါမှမဟုတ်အရသာပြည့်စုံလှစွာနဲ့စာပေပရိသတ်ရဲ့ဆွဲလန်းမှုကိုယနေ့အချိန်ထိအရယူထားနိုင်သူတူပါပဲဆရာမကြီးကြည်အေးရဲ့အရေးသားတွေကိုဆရာကြီးတကုံတာရာကယခုလိုပြောပြပူပါတယ်သူမရဲ့စာများမှာနှုတ်ယုံလင်းသာမကပဲလှပ်ပါဤလူဘဝကို မြင်ပုံ အတွေးခေါ်မှလဲရှင်းတန်ဤသို့တော့ သူမသည် အသက်20မြောက်သာရှိသေးသည်လို့ဆိုခဲ့ဘူးပါသေးတယ်။တတိယထဲမှာပညာသင်ကြားနေစဉ်အတော်တွင်ဒုတိယကမ္ဘာစီဖြစ်ခဲ့တာကြောင့်စစ်ဘေးကနေကင်းလွတ်ရဖြစ်တဲ့ဒေါ်ရွာတွေတောမြို့တွေမှာပြည်ရင်လွှားရင်းနဲ့ပဲအချိန်ကုန်ခဲ့ရသူဆံမာကြီးကြီးဟာ1929ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာရန်ကုန်မြို့လှေတန်းရက်မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ဆံမာကြီးရဲ့အမြင်ရင်းကတော့ မတ်ကြည်ကြည်တင်းတင်းခေါ်ဒေါ်တောင်းကြည်ပဲဖြစ်ပြီးတော့မိဘနှစ်ပါးဟာတော့ကုန်တယ်လုပ်ငန်းလုပ်ကံကြတဲ့ဥဟန်နဲ့ဒေါ်ငွေယုံတို့ပဲဖြစ်ပါတယ်။ဆီယမဟာစစ်မဖြစ်မီတုံးတန်းမြသာပညာသင်ကြားခဲ့ရတာဖြစ်တော်လဲဒစိတ်တပိုင်းနဲ့မရက်တန့်ခဲ့ပဲနဲ့မြမစာပေကိုဆက်လက်လည်လာခဲ့သလိုစစ်ပီးစအခါမှာလဲအင်္ဂလိပ်တရားဆရာမစ္စတာမီထရာစီမှာ၆လကြာမြင့်စွာ အင်္ဂလိပ်စာကိုလေ့လာခဲ့သူလည်းဖြစ်ပါတယ်။စစ်ပြေးကာလမှာတော့စာပေပိမှန်အဖွဲ့ကသင်တန်းဖွင့်လှစ်ပေးတဲ့အတွက်ထိုသင်တန်းကိုတက်ရောက်ပြီးတော့အစင်းမြင့်တဲ့ကောလိပ်ဘာသာရပ်တွေကိုအခြေခံတက်ကြွန်းခဲ့သူလည်းဖြစ်ပါတယ်။ဆံမာကြီးဟာဥဝန်ခေါ်မင်းတူဝန်ရဲ့မြမစာဆရာတက်တိုးရဲ့အင်္ဂလိပ်စာနဲ့သတင်းစာလုပ်ငန်းဒေါခါခွေဒေါ်မမကြီးတို့ရဲ့ကမ္ဘာသမိုင်းစတဲ့သင်တန်းတွေကိုလည်း တက်ရောက်တင်ကြခဲ့ပါသေးတယ်။စစ်ကြီးပြီးတော့ကြောင်းပြန်တက်ရတဲ့အခါမှာ ခုနှစ်တန်းကနေစတင်ခဲ့ရပေမဲ့တနေ့ခွဲအတွင်းမှာပဲဆရာမကြီးဟာရှစ်တန်း၊၉တန်းနဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲတွေကိုဖြည့်ဆူအောင်မြင်ခဲ့တဲ့အပြင် အင်္ဂလိပ်စာကုံလူနဲ့မြန်မာတနိုင်ငံလုံးမှာအထူးကျွန်ဆုံး၁၀ရောက်စရင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။၁၉၄၈ခုနှစ်မှာတော့ရန်ကုန်တက္ကသိုလ်ကိုတက်ရောက်ခဲ့ပြီး 1950ခုနှစ်မှာတော့ဆေးပညာဘာသာရပ်ကိုတက်ရောက်တင် जा ခဲ့ပါတယ်။ဆေးပညာဟာတတိယနှစ်မှာအကြောင်းကြောင့်ကြောင့်ကျောင်းထွက်ခဲ့ရပြီးဝိဇ္ဇာစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပါတယ်။အဲဒီနောက်ဆရာမကြီးဒေါက်ခင်မျိုးချစ်ဦးခင်မောင်လတ်တို့ရဲ့ကျေးဇူးနဲ့ဘီအောင်မြင်ပြီးဆရာဝန်ဖြစ်လာခဲ့ပါတယ်။ဆရာမရဲ့ထုံညဆိုတဲ့ပထမဆုံးဝိထုတူဟာ တာရာမဂဇင်းမှာဖော်ပြခံခဲ့ရပြီးတော့ဆီယမ်မကြည်ရေးဟာငယ်ရွယ်စဉ်ကတည်းကကြပြာကိုကျွမ်းကျင်ပိုင်နိုင်စွာဆက်ဆူနိုင်ခဲ့သူလို့လည်းထင်ရှားသူဖြစ်ပါတယ်။ငငယ်ရွယ်ရွယ်နဲ့စစ်ပြေးဘဝရောက်ခဲ့ရတဲ့ဆီယမ်မရဲ့ကြည်အေးဆိုတဲ့ကလောက်အမီတွင်ခဲ့ခြင်းကတော့ဂျပန်တော်လှန်ရေးမှာကြာဆုံးသွားခဲ့ရချတဲ့အကိုဖြစ်သူရဲ့တငယ်ချင်းကိုဘကြီးရဲ့ပုံနှိပ်မခံရတဲ့အမိကိုယူသုံးခဲ့ခြင်းလို့သိရပါတယ်။ ဆီယမကြီးရဲ့နောက်ထပ်ကလောင်ခွဲတစ်ခုကတော့မမိုးသူလို့ခေါ်တွင်ပါတယ်။မမိုးသူအမည်နဲ့ပဲ The Walking People Daily မှာစောင်းပါးတွေများစွာရေးသားခဲ့ပြီးတော့တာရာမဂဇင်းမှာတော့ကဗျာတွေကို အများဆုံးပုံဖော်ခဲ့သူလည်းဖြစ်ပါတယ်။အခြားမဂဇင်းကြီးတွေမှာတော့ကဗျာဝိထုတူဝိထုရှင်ပုံမြင်ဘာသာပြန်တွေကိုလည်းရေးသားခဲ့တာပဲဖြစ်ပါတယ်။ ်ဆီယမာကြီးရဲ့ဝိတ္ထုတွေဟာအနောက်နိုင်ငံတွေကိုနောက်ခံထားပြီးတော့ရေးသားတတ်တယ်လို့စိတ်ပိုင်းဆိုင်ရာရှုထောင့်ကနေလည်းဖန်တီးပြီးတော့ရေးသားတတ်တာကြောင့်အဲ့ဒီအခေတ်ခါမှာတော့အတွေ့အကြုံစမ်းသစ်တီထွင်ရဲတင်းမှုနဲ့တူဖြစ်တည်မှုပဓာနာဝါဒဆန်တဲ့စာရေးဆရာမတူလို့ကြော်ကြားခဲ့ပါတယ်။လှမ်းမမီပေမဲ့မောနေပါမယ်။ခူးမလွယ်ဘူး။မြေဝဲလျောင်းစင်းမောက်ချီရင်ကတက်စင်းကြွေလွင်ခရီးပွင့်လေး အလွယ်လိုက်ပြီးအကြိုက်စင်တဲ့လှမ်းကြုံနှစ်တီကျွေပွင့်ကိုသာကောက်ပါမှာပဲဆိုတဲ့နွားလင်းရအိမ်ပြန်က စာသားတချို့ကို စိတ်ထဲကနေအခါခါဖတ်ရင်ဒိဗယ်ဖော်ရင်းနဲ့ဆံမကြည်အေးရဲ့ကြပြအဆက်ဟန့်နှွဲ့တဲ့ပုံကိုတနေ့တမောခန်းစားပြီးလူတိုင်းနှလုံးအိမ်ရဲ့တထောင်တနေရမှာတင်ဆဲထားခြင်းပါလိမ့်မယ်နောက်ထပ်တစ်ခါပျော်တဲ့အချိန်တည်ရတာလောကကြီးကိုအနိုင်နဲ့ပိုင်းလိုက်တယ်လို့ပဲနော်ဆိုတဲ့ အတွင်းဉာဏ်စမ်းသပ်မှုမျိုးကိုရေးသားတဲ့သူလည်းဖြစ်ပါတယ်။အချင်းစာရိုက်တာဆိုတာကလည်းနေရာအမျိုးမျိုးခေတ်အမျိုးမျိုးမှာ လူတို့သတ်မှတ်ထားတဲ့စီကံပဲမလား။ပြောင်းလဲနေတတ်တာပဲ။ကျွန်တော်ကတော့ရိုးဖြောင့်ခြင်းသူညတာဖြစ်ပါတယ်။အချင်းစာရိုက်တာကောင်းတယ်မကောင်းဘူးဆိုတာကတော့ကျွန်တော်မှမရှိပါဘူး။ကျွန်တော်နှစ်သက်သဘောကျသလိုသာသူများကို မထီပါစေပဲနေခြင်းပါတယ်ဆိုတဲ့ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံကနေမတူညီတဲ့ဘဝနေထိုင်ဖို့အတွေးခေါ်တွေကို ဖွဲ့ဆိုနိုင်လို့လည်းဖြစ်ပါတယ်။ဆမကြီးရေးဟာဝိထုတွေ၊ကြပြားတွေကိုပိုင်နိုင်စွာရေးသားပြီးတော့အတွေးသစ်အမြင်သစ်တွေနဲ့မြမစာပေလောကကိုဥဆောင်နိုင်ခဲ့သူတူလည်းဖြစ်ပါတယ်။ဆမရဲ့မိဆိုတဲ့ဝိထုဟာနိုင်ငံသားဝိထုတစ်ခုကိုမိញံရေးသားခဲ့တာဖြစ်ပြီးတော့ယောက်ျားတွေပေါ်လှည့်စားအနိုင်ယူလေးရှိတဲ့ မိမလလေးမီကို2018ခုနှစ်မှာဒါရိုက်တာနာကြီးကရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းခဲ့ပါတယ်။မှန်ဤမောင်ရည်စိုးနဲ့ခိုင်ဆိုတဲ့ဝိထုကတော့အင်္ဂလန်မှာကလေးစိတ်ဆရာဝန်လုပ်ခဲ့စဉ်ကရခဲ့တဲ့အတွေ့အကြုံတွေကိုမြမရည်ပြေနောက်ခံထားပြီးတော့ရေးသားထားတဲ့ဝိထုလိုတဘုတ်ပါ။ဆရာမကြီးရဲ့လက်ရတွေက ကျမပညာတဲ့မီနွမ်းလျအိမ်အပြန်မောင်ကိုကိုနဲ့ညနန္ဒာမြစ်တာမီအိမ် ။ဤမာနမှန်ဤမောင်ရဲ့စိုးနှက်ခိုင်အပြင်ကလူကြည်အေးဤကဗျာများစတာတွေက အထူးထင်ရှားလာပါတယ်။ဆံမာကြီးကြည်အေးဟာစာပေတခုတည်းအပေါ်မှာ စွမ်းဆောင်ရည်မြမစွာထိတ်ဆုံးအထိအရောက်တက်လန်းနိုင်ခဲ့တာမဟုတ်ဘဲသူမရဲ့1900ကျော်ခုနှစ်တွေမှာသူမဘဝအတွက်အတွေ့အကြုံတွေကိုစုံလင်များပြားစွာရယူနိုင်ခဲ့တယ်လို့ ဘဝကိုအတိတ်ပဲခန္ဓာပြေဝစွာ နေထိုင်ပြတ်တန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်1953ခုနှစ်မှာဘန်မန်နေဂျာဥတည်မြင့်နဲ့အိမ်အောင်ကြခဲ့ပြီးတော့တာသမီ6ယောက်ထွန်ကားခဲ့ပါတယ်1962ခုနှစ်မှာ BBC တန်လွင်ဌာနမြန်မာပိုင်းစီစဉ်မှာစီစဉ်တင်ဆက်သူအဖြစ်တစ်နှစ်တာတာဝန်ယူခဲ့ပါသေးတယ်အဲ့ဒီနောက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနရဲ့ဤပြဖြစ်တော်၎င်းဆေးရုံကြီးမှာဆရာဝန်လားကမယူဘဲတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တော်၎င်းအမေရိကန်နိုင်ငံချီကာဂိုမြို့မှာအလုပ်တင်ဆရာဝန်ဖြစ်တော်၎င်းနယူးယောက်မြို့မှာ စိတ်ပညာနဲ့အမေရိကရဲ့အရှေ့မြောက်မြို့တွေမှာကတိကအထူးကုဆရာဝန်ဆင်စင်နတီတက္ကသိုလ်မှာ စိတ်ယောဂကုမှုပညာရဲ့အပါအဝင်အစရှိတဲ့အလုပ်ကိုင်တွေကို ထူးချွန်စွာတာဝန်ယူလောက်ကင်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်1992ခုနှစ်ဒီဇင်ဘာလကစပြီးတော့ဆီယမာကြီးဂျီဟာအမေရိကန်နိုင်ငံမှာပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်ခင်မုန်းဖြစ်သူကွယ်လွန်ပြီးသွားတဲ့နောက်ပိုင်းနှစ်တွေမှာတော့အင်္ဂလန်တောင်ပိုင်းကိုပြောင်းရွှေ့ပြီးတော့အစိုးရဆေးရုံနဲ့ပုဂ္ဂလိကဆေးရုံတွေမှာအတိုင်ပင်ခံသမားတော်ဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတော့တယ်2000တခုနှစ်မှာတော့ဆရာဝန်အဖြစ်ကနေ အငိမ့်စားယူခဲ့ပြီးတော့စာပေကြပြားတွေကိုပုံမူရေးသားလာခဲ့ပါတော့တယ်ဆမ်မာကြီးဟာ2016ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ကွယ်လွန်ချိန်မှာတော့အသက်89နှစ်ရှိခဲ့တာပဲ ဖြစ်ပါတယ်အကယ်၍တင်ကိုယ်တိုင်က လူပောင်အဖွဲ့စည်းရဲ့စံချိန်စံနှုန်းတွေကိုညှိငွေလာတဲ့အခါကိုယ်တိုင်က အကန့်အသတ်မရှိလွတ်လပ်ချင်လာတဲ့အခါမှာဆမ်မာကြီးကြည်အေးရဲ့ အတွေးမြင်အသည့်ဆန်းတွေနဲ့ထိတွေ့ပြီးတော့ခံစားမှုကောင်းကောင်းတွေကိုတစ်ခေါက်တစ်ခါလောက်စီမျောခံစားကြည့်ပါလို့မြမစာပေမှာအကြံပေးလိုက်ပါရစေခင်ဗျာ။နောက်များမှာလဲဒီလိုအကြောင်းအရာတွေကိုထပ်မံမျှဝေတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်မြမစာပေ YouTube နဲ့ Facebook Page တို့ကို Like and Subscribe လုပ်ကြကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။